န္တလေးဈေးကြိုကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ခင်ဗျာမြင်တွေ့ရတဲ့အတိုင်းကျွန်တော်တို့မလ28ရက်နေ့ကလလင်ချောင်းမန္တလေးဈေးကြိုရဲ့နိုင်စင်ကကြီးမားတဲ့ flight ပျက်စီးမှုတွေရှိတာကိုတွေ့ရတယ်။ဒါပြင်ကျွန်တော်တို့မန္တလေးရဲ့ပြမဈေးုံကြီးဖြစ်တဲ့လေးတက်ဈေးုံကြီးဟာလည်းကျွန်တော်တို့ကြီးမားတဲ့ထိခိုက်မှုတွေမရှိဘဲနဲ့ဒါသက်ဆိုင်ရာကနေပြီးတော့မှဒီအဆောက်အုံရဲ့ကြံ့ခိုင်မှုတွေစစ်ဆေးပြီးတော့ဒီလ28ရက်နေ့ကနေစပြီးတော့ဖုန်းလုံးပြေးထားတဲ့နေအထားကိုတွေ့ရပါမယ်ခင်ဗျာ။ ကျွန်တော်တို့ဈေးရုံကြီးတယ်ပေါ့တခြားလာပါပြီလေးလာကြည့်အောင်ခင်ဗျာညီရဲ့မြင်ကြီးတက်မှာကျွန်တော်တို့မြင်တွေ့ရတဲ့အတိုင်းပဲအထည်ဆိုင်နေပုခပကန်ဆိုင်နေကတော့တော်တော်များများပြန်လဲဖွင့်နေနေတဲ့အနေအထားကိုတွေ့ရတယ်ခင်ဗျာအမြင်ကြီးတက်မှာတော့ဆိုင်တော်တော်များများပြန်ဖွင့်နေတဲ့အနေအထားပါခင်ဗျာအဆိုင်တချို့ပိတ်ထားတာကိုတော့တွေ့ရသေးတယ်ဒါပေမဲ့အများစုကတော့ပြန်ဖွင့်နေပြီအရင်လိုတော့ကျွန်တော်တို့ငလီမလုတ်ခတ်ခင်ရလို့တော့ ီဈေးဝယ်တွေကတော့ကြိတ်ကြိတ်တို့စီကားမနေတဲ့အနေအထားကိုတွေ့ရတယ်ဗျာဒါလောလောဆယ်ကတော့ဒီမှာဈေးရောင်းသူတွေဈေးဆိုင်ရှင်တွေဈေးရောင်းတဲ့လူတွေတွေအများစုတွေ့ရလေတယ်ဈေးဝယ်တွေကိုတိတ်မတွေ့ရသေးဘူးခင်ဗျာဒါမြင်ညီတဲ့ရဲ့အခြေအနေပါဗျာပေါ်တက်ခွင့်ချင်မပြူရတော့အချက်လောက်ဈေးကြီးမှတင်အပေါ်တက်လို့ရရလားမပြူမှာ ရတယ်လားအပေါ်ဆိုင်ရောဖွင့်လားဖွင့်တော့မဖွင့်ဖွင့်တော့မဖွင့်ကြသေးဘူးကောနော်ဈေးကြိုအပေါ်ထက်ကိုအချက်တက်ကြည့်မယ်ဓလိကားတွေကတော့လုံမလုံသေးဘူးရက်ထားတာတွေ့ရတယ်ဟုတ်ဆိုင်တချို့တော့ဖွင့်ထားတာတွေ့ရတယ်ဒါကတော့ဒီဘောကလာတဲ့လမ်းမှာ ဈေးချိုကျွန်တော်တို့ပထမထပ်ပထမထပ်မှာတော့ဆိုင်လေးတော်တော်များများတော့ပြထားသေးတယ်။ပြန်ဖွင့်နေဆိုင်လေးလည်းချိန်နေပြီ။နောက်ဘေးကဆိုင်လေးဆိုပိတ်ထားတဲ့အနေအထားကိုတွေ့ရတယ်ကွာ။နောက်ဒီနားမှာဆိုရင်မီးတွေလည်းမောင်းနေတယ်။ဆိုင်လေးလည်းပိတ်ထားတဲ့အနေအထားကိုတွေ့ရပြီးတယ်။ ဒီမှာတော့ကျွန်တော်တို့အထည်ဆိုင်တချို့ပြန်ဖွင့်နေတဲ့အနေထားပါခင်ဗျ။ဟုတ်ကဲ့မြင်တွေ့ရတဲ့အတိုင်းပဲခင်ဗျ။ကျွန်တော်တို့မန္တလေးဈေးကြိုဈေးရုံကြီးဟာဆိုရင်ဧပြီလ22ရက်နေ့ကနေစပြီးတော့မန္တလေးစီပင်တရားကြီးကော်မတီကနေမြကျွန်တော်တို့ဒါပြန်လည်ဖွင့်လွှင့်ခွင့်ပေးထားတဲ့အနေထားပဲဖြစ်ပါတယ်။အကျွန်တော်တို့ငလင်းလောက်ကအပီဧပြီလ22ရက်နေ့မှာဆိုရင်တော့မန္တလေးတမြို့လုံးဟာပြန်လည်ဒီငလင်းတန်းကနေပြန်လည်노ထပြီးတော့ဒီကျွန်တော်တို့ပြန်လည်စီးပွားရေးတွေကို ပြန်လဲလှုပ်ဆောင်နေကြတယ်ပုံမှန်အတိုင်းပြန်လဲလေပတ်ဖို့စူးစမ်းနေကြတဲ့အချိန်ဒီမှာကျွန်တော်တို့ရဲ့မန်လေးဈေးကြုံဈေးုံကြီးဟာဆိုရင်လဲကျွန်တော်တို့မန်လေးဓာတ်ရီနဲ့သူပြန်လဲနိုးထလာတဲ့အချိန်လေးပဲဖြစ်ပါတယ်ကျွန်တော်တို့မန်လေးဓာတ်ရီနဲ့ဒီမလင်တန်ကနေတူပြန်လဲနိုးထပြီးတော့ဆက်တင်ပြီးတော့တက်ဝင်လှုပ်ရှားနေတဲ့အနေထားပါခင်ဗျဟုတ်ကဲ့ဒီပလာ၂၂ရက်နေ့2025ခုနှစ်မန်လေးဈေးကြုံဈေးုံကြီးရဲ့အချိန်လေးပါခင်ဗျ